ဆိုတဲ့ခါကျတော့ကျွန်တော်ကိုရခိုင်သားအရှင်းရှင်းအပေါ်မှာတောင်မှအာငါကတော့ဘာကြီးกว่าငါကတော့ဘယ်လိုဘယ်လိုလူစားမျိုးกว่าဆိုပြီးတော့အနိုင်ကျင့်ဖိနှိပ်ရှင်တဲ့ပုံစံမျိုးတွေကိုကျွန်တော်အေအေတက်ဖက်ဝင်နေမှာကျွန်တော်တွေ့နေရတယ်။ငါကတော့နေပြီးတော့အေအေကနေပြီးတော့ဘူကြီးအာငါကတော့နေပြီးတော့အေအေကဘုံမှုအာငါကတော့နေပြီးတော့အေအေကခံရတဲ့အုပ်ချုပ်ရေးမှုဆိုပြီးတော့ကိုကိုကိုခေါင်းယူဝင်းကျွမောက်မာနေတဲ့လူတစုကြောင့်အဲကိုရခိုက်တရားစီရေးမှန်တိုင်းအာကို ကို့ရခိုင်တရားသူကြီးဆိုပြီးတော့တွားတော်ပြီးတော့ရောင်ရောင်ကြီးကြီးနဲ့တရားမြတ်တမှုရရှိရတဲ့တွားပြီးတော့တိုင်တန်းကြတယ်ဒီခါငွေမျက်နှာကိုပဲလိုက်ပြီးတော့ငွေမျက်နှာကိုလိုက်ပြီးတော့အမှုစီရင်ချက်ချတာတွေရှိတယ်အမှုစီရင်ဆုံးဖြတ်လိုက်တာတွေရှိတယ်အဲ့ဒီကငွေများတရားနိုင်ဆိုတဲ့ပုံစံမျိုးနဲ့အမှုစီရင်ချက်ချလိုက်တဲ့ဒီကျွန်တော်တို့ရခိုင်ပြည်နယ်တွင်းမှာအေးအေးအမီဂန်လူတစုတွေလည်းရှိကြပါတယ်အားလုံးပဲတာလီကြပါ ကိုရှင်နဲ့ရှင်နဲ့ယူယူရှာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ကြိုဆိုလဲပါခင်ဗျာဒီနေ့ကျွန်တော်တင်ပြသွားမယ့်အကြောင်းအရာတွေကတော့ဘောနော်ဒီတော်လိုင်းရဲ့ကိုအကြောင်းပြပြီးတော့အပြစ်မဲ့ပြည်သူတွေကိုအနိုင်ကျင့်တတ်ဖြတ်နေတာတွေကိုကျွန်တော်ဖော်ထုတ်သွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုဝိုင်းရပေးကြဖို့လဲမိဖပြည်သူတယောက်ချင်းစစ်တမ်းကိုလေးစားစားပဲဖိတ်ကိုလိုက်ပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုကျွန်တော်တို့ကလက်ရှိတော်လိုင်းရဲ့ကာလကိုကျွန်တော်ကြည့်ကြည့်တဲ့ခါမှာတော်လိုင်းရဲ့ဆိုတာဘာကြောင့်ဖြစ်ပေါ်လာတာလဲဆိုရင်နံပါတ်1ကဖိရင်ကြွမယ်ထိရင်ရှမယ်ဆိုတဲ့ဒါကျွန်တော်တို့မြန်မာစကားပေါင်းအရပေါ့မြန်မာစကားပေါင်းအတိုင်း ျွန်တော်ဖိနှိပ်မှုတွေများလာတဲ့အတွက်ကျွန်တော်တို့တော်လိုင်းရေးသမားတွေထားကြွလာကြတာဖြစ်ပါတယ်။ဒါမဲ့ဒီကျွန်တော်ထားကြွလို့မခံနိုင်လို့တိုက်ခိုက်တယ်ဆိုရင်တောင်မှကျွန်တော်လက်ရှိအနေထားရကျွန်တော်ဒီလက်ရှိနေပြီးတော့အာနာရှင်ဝတာကျွန်တော်တိုက်ခိုက်မှာဖြစ်ပါတယ်။အဲ့တော့ဒီအခုကအခုလက်တွေ့ကျွန်တော်မြင်နေရတာကြတဲ့ကအပြစ်မဲ့ပြည်သူတွေအပေါ်မှာမတရားနှိုက်ဆက်သက်ဖြတ်တာတွေကလုံးဝမလုတ်သိဘူးလို့ကျွန်တော်မြင်ပါတယ်ခင်ဗျာဒါကတော့နံပါတ်1ပါနောက်ကနံပါတ်2ကကျတော့ဒီကျွန်တော်တို့ကျွန်တော်တို့တော်လိုင်းသမားတွေကတော်လိုင်းသမားနဲ့မတူတော့ဘဲနဲ့အကျန်းဖက်၃ချမ်းသူ အစွန်ရောက်တမားတွေနဲ့တူနေတာကိုကျွန်တော်နည်းနည်းမြင်တွေ့ရပါတယ်အဲ့တော့ဓာတွေကိုကျွန်တော်အနေနဲ့ဒီဆက်လက်ပြီးတော့ကျွန်တော်ဖော်ထုတ်သွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့တော်လန်ရေးဆိုတာဟာဒီဆက်လက်ပြီးတော့ဒီလက်ရှိမဖော်မဖော်ထုတ်ခင်မှာကျွန်တော်အနေနဲ့တင်ပြချင်တာတော့ဒီလက်ရှိတော်လန်ရေးဆိုတာဟာမတရားဖိနှိပ်မှုကိုမလိုချင်တဲ့အတွက်ရရလက်နဲ့ဆွေးကင်ပြီးတော့ကျွန်တော်တို့အတိအာနာရှင်စနစ်ဆိုးကိုတော်လန်နေကြတာဖြစ်ပါတယ်အဲ့တော့ဒီလက်ရှိနေပြီးတော့အာနာရှင်စနစ်ဆိုးကိုတော်လန်တဲ့နေရာမှာကျွန်တော်တို့ကနေပြီးတော့ အပြစ်မဲ့ပြည်သူတွေကိုတတ်ဖြတ်တာတွေအပြစ်မဲ့ပြည်သူတွေအပေါ်မှာမတရားဖိနှိပ်ဆုပ်ရှယ်တာတွေကိုကျွန်တော်တို့တရားချင်းစီတိုင်းမလုပ်သင့်ပါဘူးခင်ဗျအဲ့တော့ကျွန်တော်ဒီနေ့နေပြီးတော့အဲကျွန်တော်ကလက်ရှိအနေထားနဲ့ပေါ့နော်ဒါဒါကျွန်တော်ကတာဆိုလို့ရှိရင်လက်ရှိနေပြီးတော့ဒီကျွန်တော်ဒီဗီဒီယိုဖိုင်လေးတစ်ဖိုင်လေးကိုကျွန်တော်အရင်ဆုံးဖွင့်ပြပါမယ်အဲဒီဗီဒီယိုဖိုင်ကနေပြီးတော့ထွက်လာတဲ့အဖြေလေးကိုဒါကျွန်တော်ကနေပြီးတော့ပြန်ပြီးတော့မိဖပြည်သူတို့ပြန်ပြီးတော့ sharing ပြန်လုပ်ပေးပါမယ်ဟုတ်ပြီဒါဆိုကျွန်တော်ဗီဒီယိုဖိုင်လေးကိုဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့လက်လာကြည့်ကြရအောင် These bodies are, according to Amnesty International, proof that a Rohingya armed group committed its own crimes against humanity in Myanmar. Or ASA is accused of robbing and then blindfolding civilians before marching them to the outskirts of the village. According to survivors and witness testimony, the fighters killed 53 people execution style. Hobi, that's a deep, video. Five months, and chile de kajaro balasura, lesson Hindu bada when go. ျွန်တော်လက်ရှိနေအာစာအာစာ အဖွဲ့ကနေပြီးတော့တက်ဖြတ်သွားတဲ့ဗီဒီယိုဖြစ်ပါလေအဲ့တော့လက်ရှိနေပြီးတော့လက်ရှိနေပြီးတော့ဒီကျွန်တော်တို့ဒီမောင်တော်ဘူးတီတောင်ဒေသတွေမှာဒီအာစာအဖွဲ့ကနေပြီးတော့ဟိန္ဒူဘာသာဝင်တွေကိုရေးရဆက်ဆက်အာဒါတက်ဖြတ်ခဲ့ပြီးတော့မှဒီလက်ရှိနေပြီးတော့သူတို့ဘာသာထက်ကိုမဝင်ရင်တက်ပြစ်မယ်ဆိုတော့ဒါဗီဒီယိုဖိုင်လေးဖြစ်ပါလေအဲ့တော့ဒီဟာတွေကိုကျွန်တော်တို့လက်လာကြည့်လိုက်တဲ့ခါကျတော့ဒါနေပြီးတော့အာစာဆိုတာဒီဟုတ်ပါတယ်တော်လိုင်းသမားပါပဲ ဒီဒီအာစာကိုကျွန်တော်နေနဲ့တိုလိုင်းသမအဖြစ်ကျွန်တော်လက်ခံပါတယ်ဒါပေမဲ့ဒီလောက်ရမျိုးဟာမလုတ်သက်ပါဘူးကျွန်တော်တို့ကျွန်တော်တို့တရားဘယ်သူတိုက်ရမှာလဲအာနာရှင်ကိုပဲကျွန်တော်တိုက်ရမှာဖြစ်တယ်ပြီးတော့ဒီဒီအာနာရှင်တွေကိုတိုက်ရမဲ့အစာအခုလက်တွေ့ကအခုမြင်နေရတာကဘယ်သူတက်လာတာလဲအပြစ်မဲ့ပြည်သူတွေကိုကျွန်တော်တတ်ဖြတ်တာကျွန်တော်တွေ့နေရတယ်နောက်တစ်ခုဒီကျွန်တော်တို့အပြစ်မဲ့တဲ့ဒီလက်ရှိနေပြီးတော့ရခိုင်ပြည်သူတွေကိုတတ်နေတာကျွန်တော်တွေ့ရတယ်ဒီတော့ကျွန်တော်တို့တွေအားလုံးကဘာလဲဆိုတော့တိုလိုင်းသမားတွေဖြစ်တဲ့အတွက်တိုလိုင်းအဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ပေါင်းစည်းရမယ် ကျွန်တော်တို့ဒီမတူတာတွေကိုဘေးကိုဖေးတူတာလေးတွေစုပေါင်းပြီးတော့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်လွတ်လပ်ရေးရအောင်ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုရအောင်ရခိုင်ပြည်နယ်စစ်အာဏာရှင်စနစ်ဆိုးကနေလွတ်မြောက်အောင်ကျွန်တော်တို့တွေကဝိုင်းဝန်းပူးပေါင်းလုပ်သင့်ပါတယ်ဒီတော့အခုလက်ရှိနေပြီးတော့အာစာအာစာကိုကျွန်တော်အနေနဲ့ဒါအနေနဲ့ဒီနေ့ကနေကျွန်တော်သုံးသပ်ချင်တာကတော့အကျန်းဖက်အဖွဲ့အစည်းလို့ပဲကျွန်တော်သုံးသပ်ချင်တယ်အဲ့တော့ကျွန်တော်ကတော့ဒါနိုင်ငံရေးသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်နိုင်ငံရေးသမားပြီးပြီး ဒါကျွန်တော်ဝေဖန်တာဖြစ်ပါတယ်ဗျအဲ့တော့နိုင်ငံရေးသမားဒီဘယ်သူမှမကြောက်လိုက်ရမှာဘူးနိုင်ငံရေးသမားဆိုတာဒီဘယ်လက်မမကောင်းရင်လက်မရှင်မမကောင်းရင် ရှင်မဒါကျွန်တော်တို့ဝေဖန်ရမယ့်တာဝန်ရှိပါတယ်နိုင်ငံရေးသမားဒီဘယ်လိုက်မှုဆိုတာမရှိရပါဘူးအဲ့တော့ဒီကျွန်တော်တို့နိုင်ငံရေးသမားမှန်သမျှဒီမြေကမ်းမျိုးရှစ်မဖြစ်ရပါဘူးဒီတော့ဒီကျွန်တော်ရဲ့နိုင်ငံရေးခံယူချက်ကနံပါတ်1ကျွန်တော်ဒီမြေကမ်းမျိုးရှစ်မဟုတ်ဘူးနံပါတ်2ဘောနော်ဒီမမှန် ဒီမတရားမှုမှန်သမျှကိုဖို့ထုတ်အဖို့ထုတ်မဲ့နိုင်ငံရေးသမတ်တရားလို့ဖြစ်ပါတယ်နောက်တော့ကနံပါတ်3ကဘာလဲဆိုတော့ကျွန်တော်တို့အားလုံးဒီအဲမတူတာတွေဘေးကိုပဲတူတာလေးတွေနဲ့စစ်စစ်လုံးလုံးနဲ့ညီညွတ်ညွတ်နဲ့အဲကျွန်တော်တို့ဒီအမေမြန်မာနိုင်ငံတို့ကျတိဆောက်နိုင်အောင်အဲပြုတ်လုတ်ပေးတဲ့သူမျိုးပါဒါတော့မှဒါတော့မှနိုင်ငံရေးသမတ်လို့ခေါ်ပါအဲ့တော့ကျွန်တော်ရဲ့နိုင်ငံရေးစိတ်ဓာတ်ဒီဒီလိုစိတ်ဓာတ်မျိုးရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီဒီလက်ရှိအာစာကိုကျွန်တော်ဝေဖန်နေခြင်းဖြစ်ပါတယ်အဲ့တော့အာစာကိုဝေဖန်နေလို့ကျွန်တော်လာတတ်မယ်ဆိုလို့အချိန်မီလာတတ်လို့ရတယ် အာအချိန်မရွေးကျွန်တော်ကိုလာလာပြီးတော့ဥမာဖြည့်ရှင်းလို့ရတယ်အဲ့တော့ကျွန်တော်ကဒါနေပြီးတော့ဒါနေပြီးတော့ဒါကျွန်တော်ဝေဖန်ပေးတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ကအပြုသဘောဆောင်တဲ့ဝေဖန်မှုမျိုးကိုဘေးအဖွဲ့စီရမဆိုလက်ခံသင့်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ကျွန်တော်နောက်ထပ်ဒီဘောနော်ဒီကျွန်တော်ထောက်ပြချင်တာဘာလဲဆိုလက်ရှိနေပြီးဟိန္ဒူဘာသာဝင်တွေဟာဘာပြစ်မှမရှိကြပါဘူးကြအပြစ်မဲ့ပြည်သူတွေပါပဲအဲ့တော့ငါနဲ့မတူငါရန်သူဆိုတဲ့အသိစိတ်ဓာတ်မျိုးနဲ့လှုပ်ရှားနေခဲ့မယ်ဆိုလို့ရှိရင် ျွန်တော်ကြံတဲ့မွတ်စလင်တွေအားလုံးဒုက္ခရောက်တော့ပါလိမ့်မယ်။အဲ့တော့ကျွန်တော်မြန်မာနိုင်ငံတနိုင်ငံလုံးအနေထားနဲ့ကြည့်မယ်ဆိုလို့ရှိရင်မွတ်စလင်တွေလူနည်းစုဖြစ်တယ်။ရခိုင်ပြည်နဲ့တပြည်နယ်လုံးနဲ့ပြုတ်မယ်ဆိုလို့ရှိရင်လည်းမွတ်စလင်တွေလူနည်းစုဖြစ်တယ်။ဒါဆိုရင်လို့ရှိရင်လက်ရှိနေပြီးတော့မွတ်စလင်အစွန်ရောက်စိတ်ဓာတ်မျိုးထားခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ရခိုင်ပြည်နယ်တွင်းမှာမှီတဲ့နေထိုင်နေကြတဲ့ရိုဟင်ဂျာတွေဒီအနေအဆကျက်ပြီးတော့ဒုက္ခရောက်တော့ပါလိမ့်မယ်။အခုတော့မှရိုဟင်ဂျာတွေကိုတရှိအခုလက်ရှိအာဆာကို အာစာကိုအကြောင်းပြပြီးတော့မွတ်စလင်တွေကိုဖိနှိပ်နေတာတွေမွတ်စလင်ပြည်အပေါ်မှာစော်ကားနေတာတွေကျွန်တော်တို့အမျိုးမျိုးမြင်တွေ့နေရတယ်ကျွန်တော်ကြားနေရတယ်ဒါတွေဟာလုံးဝမလုတ်တဲ့လောက်ရတခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးကဘာလဲဆိုတော့အုံမောက်ပြဟိုပို့ဘလို့ကောမလဲငါဖုံးဝါပါလဲငါခေါင်းမတကောင်ကြောင့်တလီလုံးပုတ်တော့ရတဲ့အနေအထားမျိုးရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီကနေ့ပေါ်တော့ကျွန်တော်ရဲ့ဒီဗီဒီယိုကိုကြည့်နေကြတဲ့မိဖပြည်သူ အပေါ့ကိုလည်းကျွန်တော်ဒီနေ့ပြောချင်တယ်နောက်တစ်ခုကျွန်တော်တို့ဒီရခိုင်ပြည်နယ်ကရိုဟင်ဂျာတိုင်းရင်းသားခေါင်းဆောင်တွေအမ်ရိုဟင်ဂျာဒီလက်ရှိတွေဘာသာရေးခေါင်းဆောင်တွေအားလုံးကိုကျွန်တော်ဒီနေ့ကနေမြစ်တရခံကျင်တာကကျွန်တော်တို့ဒီအကြမ်းဖက်အာဆာအဖွဲ့ကိုအမြင်မှန်ရလာအောင်တိုးတိမဟုတ်အာကျွန်တော်ဒီအာဆာအဖွဲ့ကိုလုံးဝလက်မခံဖို့တိုးတိမဟုတ်ဒီအာဆာအဖွဲ့ကိုကျွန်တော်တို့လုံးဝအာဘောနော်ဒီ ဘလို့ပတ်သက်မှုမရှိဖို့ကျွန်တော်ဒီနေရာနေပြီးတော့ရိုဟင်ဂျာတိုင်းရင်းသားတွေရိုဟင်ဂျာခေါင်းဆောင်တွေကိုကျွန်တော်ဒီနေရာနဲ့မြစ်တိုက်ခံကြပါတယ်ခင်ဗျဟုတ်ပြီဒါကကျွန်တော်အနေနဲ့နေပြီးတော့အာစာကိုကျွန်တော်ဝေဖန်တာဖြစ်တယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်တစ်ခုကျွန်တော်ထပ်ပြီးတော့ဝေဖန်ကြည့်ကြရအောင်နောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ဖိုင်ကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်ကြရအောင်ဗျ Assalamualaikum, dear government of Bangladesh and international community. Today, on 10th August 2024, we are here in front of the world to express something about the ongoing genocide against the Rohingya minority in the Arkan state of Myanmar. We, the Rohingya people, extend our deepest gratitude to Bangladesh people, its government, and all the non-government organizations for providing us shelters, food, and so on within Bangladesh. Your kindness and humanity have given us hope in a time when hope is scarce. We request you again for help to save our people who have been forced to flee and reach to Bangladesh. We also reach out to international community, including the ICJ, OIC, UN, UNHCR, UNICEF, and human rights organizations around the world to bring the light in the horrific ongoing situation being perpetrated against the Armenian in India, minority in the Arikana state of Myanmar. Today, we are a million Rohingya, a state united to share the heart-wrenching reality of the second wave of genocide that is unfolding before the eyes of the world. In Mangdu and townships of the Arakan state of Myanmar, thousands of Rohingya have been subjected to unspeakable atrocities at the hands of terrorist Rekhan Rebels group known as Arakan Army. A. These brutalities have escalated into a systematic campaign of extermination under the guise of a so-called revolution. On the day of May 17, 2020, the Arakan Army launched a devastating assault on Butidong Township, burning down 800,000 Rohingya houses this heinous act displaced 200,000 Rohingya people and resulted approximately 1,000 deaths of Rohingyas. The survivors of this massacre, forcibly driven from their homes, have been subjected to slavery-like conditions, forced to serve the group that has annihilated their families and communities. As this wasn't enough, the terrorist weekend rebels group AA, has shifted its focus to Mango Township, where they have unleashed a new wave of genocide against the, the Union in Willingas. In the latest phase of this genocidal campaign, Hobby. The video fine a jaro lesson ne biro bono lesson di chano Bangladesh ma jau ne re bono Rohingya lungi re ga အေအေကိုစန္ဒပြနေကြတဲ့ဗီဒီယိုဖြစ်ပါတယ်အေအေကိုဘာကြောင့်စန္ဒပြရတာလဲဆိုလို့ရှိရင်အေ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 အမီဂန်အာလက်ရှိနေပြီးတော့အရခတ်တက်တော့အေအေရဲ့အမီဂန်အရခတ်တက်တော့အေအေရဲ့ MS ပေါ့နော်အရခတ်တက်တော့အေအေရဲ့ပုံရိပ်ကိုကြာဆင်းအောင် လုပ်နေတဲ့အေအေအမီဂန်တွေကလုတ်ဆောင်နေကြတာကိုလုတ်မတရားဖိနှိပ်လုတ်ဆောင်နေတာတွေကိုဒါကျွန်တော်မြင်တွေ့ရတယ်ဒီကဒါကနံပါတ်1ပါ လက်ရှိနေပြီးတော့အရက်ခတ်တက်တော့အေးမှာသူ့ရဲ့ဥပဒေသူ့ရဲ့စီမင်းတွေရှိပါတယ်ဒီဥပဒေဒီစီမင်းအတိုင်းမလိုက်နာဘဲနဲ့အာငါကတော့ဘိုးအာငါကတော့နေပြီးတော့ငါကတော့နေပြီးတော့အေအေကနေပြီးတော့ဘိုးကြီးအာငါကတော့နေပြီးတော့အေအေကဘုံမှုအာငါကတော့နေပြီးတော့ငါကတော့ငါကတော့နေပြီးတော့အေအေကနေပြီးတော့အေအေကခံရတဲ့အုပ်ချုပ်ရေးမှုဆိုပြီးတော့ကိုကိုကိုခေါင်းယူဝန်းကျွမ်းမောက်မာနေတဲ့လူတစုကြောင့် အရက်ကတက်တော့ AA ရဲ့ဒီနေ့လှုပ်ဆောင်နေတဲ့ image တွေအလုံးကြာစင်သွားတာကျွန်တော်တွေ့ရပါတယ်။ဆိုတော့ခါအာကျွန်တော်တစ်ချိန်တုန်းကလည်းကျွန်တော်နေပြီးတော့ပြောပြဖို့ကျွန်တော်စူးစမ်းခဲ့ပါတယ်။အခုတော့ကျွန်တော်ကျွန်တော်ဒီဟာဒီ video file လေးကိုကြည့်ချင်အောင်ကျွန်တော်ဝေဖန်ပါတော့မယ်။ကျွန်တော်ကျွန်တော်ပြောပြပါမယ်။အဲ့တော့လက်ရှိနေပြီးတော့အရက်ကတက်တော့ AA မှာဒီဘိုလ်ချုပ်ကျွန်တော်တို့အရန်လေးစားရတဲ့ဘိုလ်ချုပ်ထုံးမြတ်နိုင်ကရှာမှတ်ထားတဲ့ရှာမှတ်ထားတဲ့ဥပဒေဒီအရန်ကောင်းပါတယ်။ တော်တော်လိုက်နာနေတဲ့ကောင်လိုက်လိုက်နာနိုင်မဲ့လိုက်နာတဲ့ကောင်တွေကအမ်ဘောနော်အမ်မလိုက်နာတဲ့ကောင်တွေပေါ့ဗျာမလိုက်နာတဲ့ကောင်တွေကနင်းနင်းများနေတာကိုကျွန်တော်တွေ့ရတယ်ဗျာဘာကြောင့်လဲဆိုတော့တဟိုးတလိုတောင်းကပဲကျွန်တော်တို့ဒီမှာနေပြီးတော့ကြေးရွာကြေးရွာအုပ်ချုပ်ရေးမှုဒီဗာလဲအဲ့ဒီမှာဒေသအုပ်ချုပ်ရေးမှုဆိုတဲ့ကောင်ကဒီတခြားကိုရခိုင်သားတယောက်ရဲ့လေမြေတွေတွားပြီးသိမ့်လာတယ်ကျွန်တော်ဗီဒီယိုဖိုင်တွေတက်လာတယ်အဲ့ဒီမှာနေ online တွေမှာဗီဒီယိုတွေတက်လာတယ်ဆိုတော့ ဆိုတဲ့ခါကျတော့ကျွန်တော်ကိုရခိုင်သားအရှင်းရှင်းအပေါ်မှာတောင်မှအာငါကတော့ဘာကြီးกว่าငါကတော့ဘယ်လိုဘယ်လိုလူစားမျိုးပါဆိုပြီးတော့အနိုင်ကျက်ဖိနှိပ်ရှင်တဲ့ပုံစံမျိုးတွေကိုကျွန်တော် A တက်ဖွဲ့ဝင်နဲ့ပါကျွန်တော်တွေ့နေရတယ်အကောင်လုံးပြောတာမဟုတ်ဘူးเนาะ A တက်ဖွဲ့ဝင် A တက်ဖွဲ့ဝင်အမိခံအရခတ်တက်တော့အမိခံလူတစုကိုကျွန်တော်တွေ့နေရတယ်ဗျဥမာတရှုတ်နေရဒေသတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဥမာဘုရားကြေးရွာကြေးရွာတေရွာမှာဆိုကြပါဆိုပြဿနာဖြစ်တယ် အာကိုရခိုင် လူမျိုးကတော့ဒါတော့ကိုရခိုင်တက်တော်ကိုရခိုင်အာကိုရခိုင်တရားစီရေးမန်တိုင်းအာကိုကိုရခိုင်တရားသူကြီးဆိုပြီးတော့တွားတွားပြီးတော့ရောင်ရောင်ကြီးကြီးနဲ့အဲတွားပြီးတော့အာမှားတရားမြတ်တမှုရရှိရတဲ့အတွက်တွားပြီးတော့တိုင်တန်းကြတယ်ဒီကငွေမျက်နှာကိုပဲလိုက်ပြီးတော့ငွေမျက်နှာကိုလိုက်ပြီးတော့အမှုစီရင်ချက်ချတာတွေရှိတယ်အမှုစီရင်ဆုံးဖြတ်လိုက်တာတွေရှိတယ်အဲ့ဒီကငွေများတရားနိုင်ဆိုတဲ့ပုံစံမျိုးနဲ့ အမှုစီရင်ချက်ရှာလိုက်တဲ့ဒီကျွန်တော်တို့ရခိုင်ပြည်နယ်တွင်းမှာအေအေအမီဂန်လူတစုတွေလည်းရှိကြပါတယ်ဒါကနံပါတ်1ပါနောက်တစ်ခါနံပါတ်2ဒါကျွန်တော်ထောက်ပြပါမယ်အဲကျွန်တော်တို့ဒီ2022အဲ2021 2022နှစ်လောက်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့ဒီတောင်ကုန်းမြို့နယ်ရွာမကျေးရွာမှာအကျောင်းဆရာမတယောက်ကအကျောင်းဆရာမတယောက်ကိုအေအေကိုမထောက်ခံလို့ဆိုပြီးတော့အဲ့ဒီမှာအေအေအမီဂန်ရွာမရွာသားတယောက်က အိမ်တောင်းဆရာမရဲ့အိမ်ကိုတိတ်ပြီးတော့ပါရိုက်တယ်ဗျာနောက်ပြီးလို့ရှိရင်မိုးဒီကျွန်တော်တောင်ကုန်းမြို့နယ်မိုးကြီးရွာမှာအဲဒီမှာဒီသူတို့စဘောက်ကောက်တယ်စဘောက်ကောက်တော့အဲ့ဒီလူကနေပြီးတော့အာကျွန်တော်ကတော့စဘောက်ကိုတော့မပေးနိုင်ပါဘူးပေါ့နော်အဲကျွန်တော်မှဒီလာကတော့အဆင်ဒီနေ့ကတော့အဆင်ပြေတဲ့အတွက်ကျွန်တော်ပေးဖို့ကားဖို့နည်းနည်းအခက်အခဲဖြစ်နေပါတယ်ဆိုပြီးအဲ့လိုမျိုးပြောတဲ့ဟာကိုအဲ့ဒီလူကိုဖမ်းခုတ်သွားပြီးတော့ရိုက်နေကြတယ်ဗျာနောက်တစ်ခါ ဒီကျွန်တော်2020နဲ့တဲ့2020လောက်မှာပဲဒီကျွန်တော်တို့ရခိုင်ပြည်နယ်တောင်ကောင်းမြို့တောင်ရွာကျေးရွာမှာလင်မယားချင်းစကားများကြတာကိုအေးတဲ့ဖန့်ခုံသွားတယ်အေးတော့မဟုတ်အေးအမိခံပေါ့ဗျာအေးအမိခံကောင်းလေဖန့်ခုံသွားတယ်ဖန့်ခုံသွားပြီးတော့ဒီမှာနေပြီးတော့နောက်တစ်ရက်နောက်နှစ်ရက်လောက်အကြာမှာသူ့မိသားစုကိုနေပြီးတော့အဲသေသွားပြီဆိုပြီးတော့သေသွားပြီဆိုပြီးတော့လှမ်းပြတယ်ပြောတဲ့ခါမှာအဲ့ဒါနဲ့နေပြီးတော့သူ့မိသားစုကနေပြီးတော့အဲ့ဒီအဲ့ဒီမှာနေပြီးတော့အဲ့ဒီမှာအေးကောင်းဆောင်တဲ့ကောင်သွားပြတယ် အဲဒီကျွန်တော်တို့ဒီအဲ့ဒီမှာနေပြီးကောင်းဆောင်ကိုတွားပြတယ်ကောင်းဆောင်တွားပြတဲ့ခါမှာအဲ့ဒီကောင်းဆောင်ကိုအာဘောနော်အဲအဲ့ဒီမှာကျမတို့မောင်လေးကိုမောင်လေးတေသွားတယ်ဆိုလို့ရှိရင်အဲ့ဒီအလောင်းပြန်ပေးပါဆိုအလောင်းတော့မှပြန်မရပြန်ပြန်မပေးခဲ့ဘူးပေါ့ဗျာအဲ့ဒီအဲ့ဒီဟာအဲ့ဒီအမှုကိုအဲ့ဒီအမှုကိုဒီကျွန်တော်တို့ဒီဘောနော်ဒီအာပဒင်းထောက်နေလင်းအောင်ကပဒင်းထောက်နေလင်းအောင်ကလိုက်ပေးတာပေါ့ အဲ့လိုလိုက်ပေးလိုက်တဲ့အတွက်အဲ့ဒီမှာနေပြီးတော့အဲ့ဒီမှာအဲ့ဒီမှာနေပြီးတော့ဗျအေးထိုက်ပိုင်းကောင်းဆောင်တွေကလာလာပြီးတော့တောင်းပန်လိုက်တာကိုလည်းကျွန်တော်တွေ့ရတယ်ဆိုတော့ကဒီလိုလောက်ရက်မျိုးတွေကြောင့်အကျွန်တော်တို့ရဲ့အရခတ်တက်တော့အေးရဲ့ MS ပေါ့ဗျာဒီခေါင်းတိုက်ခါပုံရိပ်ဟာအရန်ကြာဆင်းသွားတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ဒီလက်ရှိနေပြီးတော့အရခတ်တက်တော့အေးရဲ့လောက်ဆောင်ချက်တွေကဒီလိုမျိုးမတမာတဲ့ နီလန်းကိုမတမာတဲ့နီလန်းကိုလိုက်ရှောက်နေတဲ့ကောင်တွေကြောင့်ဒီကျွန်တော်တို့ရခိုင်လူမျိုးတွေတိုက်ခါကြရတယ်လို့ရခိုင်တက်တော့ရခိုင်တက်တော့ဖြစ်တဲ့အရခတက်တော့အေရဲ့တိုက်ခါလေးအရန်ကြာဆင်းလိုက်ရတယ်။ဒါတွေအရန်ဝမ်းနေစရာကောင်းပါလေဗျ။အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီလက်ရှိနေပြီးတော့အရခတက်တော့အေဒီအခုချိန်မှာကျွန်တော်တိုလာရဲ့အစိုးရတစ်ခုဖြစ်တယ်။တိုလာရဲ့အစိုးရတရက်ဖြစ်တယ်။အဲ့တော့ဒီတိုလာရဲ့အစိုးရတရက်ဖြစ်နေတဲ့အချိန်မှာ သူတို့မှာအခက်ခဲတဲ့အများကြီးရှိတယ်လက်ရှိနေပြီးတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှာအခက်ခဲတဲ့အများကြီးရှိမယ်နံပါတ်1ကကျွန်တော်ဒီရခိဒီလက်ရှိနေပြီးတော့ကျွန်တော်တို့ရဲ့ရခိုင်ပြည်နယ်ကြီးကိုအုပ်ချုပ်နိုင်ဖို့အတွက်စီမံခန့်ခွဲအုပ်ချုပ်နိုင်ဖို့အတွက်သူ့မှာအခက်ခဲတဲ့ရှိမယ်နောက်တစ်ခုဒီလက်ရှိတိုက်ခိုက်နေရတဲ့အတွက်သူ့မှာနေပြီးတော့လိုအပ်ချက်တွေလည်းအများကြီးရှိကောင်းရှိနိုင်တယ်ဒီလိုလိုအပ်ချက်တွေအများကြီးရှိကောင်းရှိနေတဲ့အထက်ကဒီလိုမျိုးအောက်တန်းကျတဲ့နီလန်နဲ့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ RX တက်တော့ AA ရဲ့ MS ကိုကျွန်တော်တို့ရဲ့ဒီလက်ရှိနေပြီးတော့ လက်ရှိနေပြီးတော့ဒီရခိုင်သူရခိုင်သားတွေရဲ့ MS ကိုကြာဆင်းအောင်လုပ်နေတဲ့ဒီကောင်မျိုးတွေကိုကျွန်တော်တို့ရခိုင်သူရခိုင်သားကလည်းဖို့ထုတ်သွားမှာဖြစ်ပါတယ်။ဘယ်သူမှကြောက်လန့်စာကြောက်မှရှိပါဘူး။ကျွန်တော်တို့အားလုံးဒီနိုင်ငံရေးသမားဖြစ်တယ်။ကျွန်တော်တို့ဒီနိုင်ငံရေးဆိုတာလူတိုင်းနဲ့သက်ဆိုင်တယ်။အကျွန်တော်ဒီနိုင်ငံရေးသမားတယောက်ဖြစ်တယ်ဆိုတော့ကျွန်တော်ဆိုးဆိုးပြောခဲ့တယ်လို့ပဲကျွန်တော်ဒီမတရားမှုမှန်တမ်းမြောက်ဖို့ထုတ်မယ်လို့ကျွန်တော်ပြောပြောဆိုခဲ့ပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်မတရားမှုကိုကျွန်တော်ဖို့ထုတ်မှာဖြစ်ပါတယ်။ ဲ့တော့ကျွန်တော်တို့တွေကျွန်တော်တို့တွေဒီလက်ရှိနေပြီးတော့အာစာကလည်းဒီလက်တော်လိုက်တမလကိုကိုခံယူထားတယ်ဆိုလို့ရှိရင်အပြစ်မဲ့ပြည်သူတွေအပေါ်မှာဖိနှိပ်မှုတွေသတ်ဖြတ်မှုတွေမလုပ်တင်ပါဘူးအဲ့ဒီတိုင်းပဲဒီလက်ရှိနေပြီးတော့အာရခတ်တက်တော့အေအေအထက်မှာရှိနေတဲ့အေအေအမိကံအေရောမဟုတ်ဘူးအာရခတ်တက်တော့အေရောမဟုတ်ဘူးအေအေအမိကံပေါ့ဗျာအာရခတ်တက်တော့အေအေအမိကံကိုဂျိုးရှာစီးပွားရေးတမကောင်တွေကြောင့်ကျွန်တော်ရခိုင်လူမျိုးတွေတိုက်ခိုက်ကြရတယ် ။ဒါကြောင့်မို့လို့ကျွန်တော်တို့လက်ရှိနေပြီးတော့အာရခတ်တက်တော့ AA AA အနေနဲ့ရောကျွန်တော်ရခိုင်ပြည်သူတွေအနေနဲ့ရောဒီလိုកောင်မျိုးတွေကိုဖို့ထုတ်ပြီးတော့အေးအေးယူနိုင်အောင်ကျွန်တော်လှုပ်ဆောင်မှာဖြစ်ပါတယ်ခင်ဗျ။အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုကိုအာဘောနောအခုလိုမျိုးဘောနောဒီစောင့်ကြည့်ပေးကြတဲ့ဒီအဆုံးထိကြည့်ပေးကြည့်ရှုပေးကြတဲ့မိဖပြည်သူတယောက်ချင်းစီတိုင်းကိုကျွန်တော်ဒီနေရာကနေပြီးတော့နှုတ်ခွန်းဆက်တာဂါရဝပြုရနေနောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာလည်းမတရားမှုတွေကိုဆက်လက်ဖော်ထုတ်သွားမယ်ဆိုတဲ့ဟာကိုပြောကြရင်အားလုံးကို နှုတ်ခွန်းဆက်တာကာရောပြပါတယ်ခင်ဗျဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ